ားလုံးမင်္ဂလာပါ Behind the scenes အာဆင်နယ်နေကျူးစွလိုက်ပါတယ်အဲကျွန်တော်ဒီနေ့ပြပတ်သွားမှာကတော့ကျွန်တော်တို့ဒါ Arsenal 1C Crystal Palace ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲပြီး review ကိုဒါသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။အာတကယ်တော့ဒါပွဲပြီးပြီးချင်းကနေ့က video ပြုလုပ်ချင်းခဲ့ပေးမယ်။ဒါပွဲပြီးရနေကျွန်တော် Atletico ပွဲကိုကြည့်ချင်တာရောပြီးတော့ဒါမနေ့အစိုးရဒါအတန်းလေးသွားရသေးတာဖြစ်တဲ့အတွက်ဒါမလုံးနိုင်လည်းပဲနေဒါအခုအတန်းပြင်ပြလာခြင်းပဲကျွန်တော် video လုပ်လိုက်တယ်ပေါ့နော်။ဆိုတော့ဟိုပြောရရင်ကျွန်တော်ဒီပွဲပြီးသုံးသပ်ချက်တွေလုပ်ပြီးဆိုရင် အများသောအားဖြင့်ကျွန်တော် overall review ကိုလုပ်လုပ်ဖြစ်တာများတယ်ဒါ tactical review ကိုနည်းနည်း short ချပြီးတော့ပြောတာများတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော် tactical review ဘိုင်းကိုပို့ပြီးတော့ဒါပြောပြခြင်းနဲ့ဘာလို့လဲဆိုရင်ကျွန်တော်ဒီနေ့ပွဲစဉ်အတွက်အနီးပြနှစ်ဦးလုံးဒါပြင်ဆင်လာခဲ့တဲ့ဒါပြင်ဆင်ပုံတွေဒါဒီပွဲပေါ်ချင်းကပ်ပုံတွေကတော်တော်လေးကိုကျွန်တော်သဘောကျတယ်ဘာလို့လဲဆိုရင်တပွဲချင်းစီကိုပေါ့နော်ဒီတိုင်ပဲအသင်းပေါ်ငွေတီးပြီးတော့ကိုယ့်ရဲ့ဒါကစားဟန်ကိုဒါ adjust လုပ်တဲ့ပုံစံလေးတွေကိုတော်တော်လေးကိုသဘောကျတယ် ပို့ဟိုပထမဆုံးပြောချင်တာကတော့ဒါ Palace ဘက်ကအရင်ပြောချင်တယ်ဒီ Palace အသင်းကဒါ Glasner ဘောလုံး Glasner ရဲ့အသင်းကဟိုဒီရာဒီ Premier League မှာကျွန်တော်တို့ expected goals HG အမြင့်ဆုံးအသင်းဖြစ်တယ်တော်တော်လေးဟိုဒါကိုဒါ chance creation တော်တော်ကောင်းတဲ့အသင်းမျိုးဖြစ်တယ်အဲဒါပေမဲ့ဒါပေမဲ့တစ်ဖက်မှာကျတော့ Arsenal ကဒီ HG against ဒီ expected goal ပေးရတဲ့ ဒါအ ਨੇ ဆုံးအသင်ဖြစ်တယ်ခန်းစစ်တော်တော်ကောင်းတဲ့အသင်ဖြစ်တယ်ဆိုတော့ဒီလိုမျိုးအပြိုင်မှုမှာဘယ်ဘက်ကိုသွားမလဲဆိုတော့ဂလက်စနာအနေနဲ့ကရှင်းပြောရင်ဒါအာဆင်နယ်လိုအသင်မျိုးကိုဒါရှင်ဖိုက်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်တဲ့အတွက်တကယ်ကိုဒါဘယ်လိုပြောလဲကိုယ့်အခြေအနေကိုနားလည်ပြီးတော့ဒါပြုလည်ပြင်လည်ပဲဒါအမတန်မန်ချုပ်ပြီးတော့ဗောနော်ဒါဂလက်စနာအနေနဲ့ကပုံမှန်အတိုင်းချင်းကပ်ဖဲနဲ့တကယ်ကိုဒါလုတ်တဲ့ချင်းကပ်ပုံမျိုးနဲ့လုတ်ခဲ့တယ်အထူးသဖြင့်ကျွန်တော်ဟိုဘာမှမလိုအပ်တဲ့ဒီ ပရစင်တွေဘာတွေမလုပ်တော့ဘူး။သူအဓိကလုပ်ချင်တာကဒါအာဆင်နယ်ရဲ့ဒါဒီဘယ်လိုပြောမလဲ။အထက်ခင်ဒါဘေးရက်ပလေးတွေကိုဒါရှော့ချပြီးတော့အာဆင်နယ်ရဲ့ creation တွေကိုရှော့ချဖို့သူအဓိကလုပ်တယ်။ပြီးရင်နောက်တစ်ခုကကြတော့ဒါမလိုအပ်တဲ့ဒါ set piece တွေဒါ foul တွေကိုနာတွေမပေးရဘူးဒါရှော့ချဒီပုံစံမျိုးနဲ့ဒါ class နာတတိကြီးကြီးနဲ့တွားခဲ့တယ်။ဒါကိုယ့်ရဲ့အာသာချက်ကိုအသုံးမချဘဲနဲ့ဒီတိုင်မဲ့အသင်းရဲ့အာသာချက်ကိုဒါကန့်တတ်မဲ့ပုံစံမျိုးတွားခဲ့တယ်။အထူးသဖြင့် glassner အနေနဲ့ကဒီ arsenal ဘေးရက်ပလေးစပြီးဆိုရင် တကယ်ကိုကောင်းတဲ့အာဆင်နယ်ဘက်ကပလေးကိုဒက်စနာမှမဟုတ်ဘူးတုံးနေအောင်ဒါအသိတော်တော်များများလဲခုလက်ရှိအာဆင်နယ်ရဲ့ဘက်ကပလေးကိုဒါဖျက်ဆီးဖို့ဆိုတော့တော်တော်လေးကိုခိန်းနေဆိုတော့ဒက်စနာလုံးဝကိုလှည့်မကြည့်ဘူးဒါပုံမှန်အသိနေရမှာအာဆင်နယ်ဘက်ကတည်ရင်အနေနဲ့အဖြစ်နေနဲ့လိုက်လို့တာတွေဖိအားပေးရရှိသေးပေမဲ့ဒက်စနာအခုဒီနေ့ပွဲစဉ်မှာကလုံးဝအာဆင်နယ်ဒီဒါဒေးဗစ်ရွာယာတို့ဒါဂါဘီမကာဟေးတို့စာလီဘာတို့ဘက်ကတည်နေပြီးပေးနေပြီဆိုရင်လုံးဝကိုခင်းမဆိုင်အမင်းတက်သလိုပဲ ဒါပေမဲ့သူတို့ကြီးဆိုင်ရပါလေဆိုရင်မီဒယ်တမှာသူတို့အရင်ကြီးဆိုင်တယ်။အာဆင်နယ်အနေနဲ့ကဘေးဒက်ပလေးမှာကိုယ့်ရဲ့ own pass speed မှာ own speed မှာဘောလုံးတွေအများကြီးတိုင်ထားပြီးမဲ့တကယ်ကိုဒါတိုက်စစ်ဖော်ရမယ်ဒါတိုက်စစ်မှာအန်နီယေကြီးကြီးပေးနိုင်မယ်နေရာတွေမှာကြတော့အာဆင်နယ်နေရာဘလူးမှာအလုံးမဖြစ်တော့တွေ့ရအဓိကပါလဲဆိုရင်ကလစနာနေနေရာဒီမေပလော့ပုံစံကိုတော်တော်လေးကိုဒါစက်တန်နာနာဖန်တီးလာတော့တွေ့ရတယ်။ဘာလို့လဲဆိုရင်အာဆင်နယ်နေရာဟိုကိုယ့်ရဲ့ဒီဂိုးရောင်းမှုအနေထားကဖိုင်နယ်တက်ဆုံမှာအဓိကလှုပ်ရှားမှာဖြစ်ပေမဲ့အဲ့ဖိုင်နယ်တက်ဆုံကိုအာဒီကြိုးကန်ချေလေရမယ် ဒါဖြန့်ပြရမယ့်နေရာကမစ်ဒါမစ်သက်နေရာပေါ့နော်ဒါမေတ္တာနေရာမှာဆိုရဲအတွက်အဲ့မေတ္တာနေရာကိုဒါခရစ်စတယ်ဘယ်လီယာပိတ်ထားတဲ့အတွက်အဲ့နေရာကိုလုံးဝကိုအာဆင်နယ်နေရာချိတ်ဆက်လို့မရတော့ဘူးအဲ့အတွက်ဒီနောက်ကအာဆင်နယ်ရဲ့ဘေးတက်တဲ့နေရာကအဲ့မေတ္တာနေရာကိုလုံးဝဘောလုံးကိုပိတ်လို့မရတော့ဘောလုံးပိတ်လို့မရတဲ့အတွက်ရှေ့မှာကဒါ final test စီကိုမစ်သက်နေတစင်ချင်းပြောင်းမှဖြစ်တဲ့အတွက်ဒီ final test စီကိုသွားမယ်လမ်းကြောင်းမှာအလေကြီးမှာဟိုပက်စင်လေးနေရာအရန်ကိုချက်နေတဲ့အတွက်အာဆင်နယ်နေရာဘယ်လို့မှပိတ်လို့မရဘဲနဲ့အာဒီအလွန်ဆုံးဒီ long pass တွေပါပြီးတာတော့ပဲတက်နိုင်တယ်ဒါက ဒီပဲလေးပြင်ဆင်ခဲ့တဲ့ view ပါပေါ့နော်အဲ့လိုပဲဒါနေပြဒီတာပြင်ဆင်ခဲ့တဲ့ view ဟာလည်းတော်တော်လေးကိုဒါလေးစားဖို့ကောင်းတယ်ဘာလို့လဲဆိုရင်ဒါပဲလေးလိုအတင်းမျိုးကိုကျွန်တော်တို့လုံးဝကိုဟိုဘယ်လိုပြောမလဲအထင်မသေးပဲနဲ့တတိကြီးကြီးထားပြီးတော့ကိုယ်ဝင်ဖြစ်တည်တိုင်အောင်တတိကြီးကြီးထားပြီးတော့အာဒီတာနေနဲ့ဒီပွဲကိုချင်းကက်ခဲ့အောင်တွေ့ရတယ်အထူးသဖြင့်အာဆင်နယ်ကပုံမှန်ဆိုရင်ဒါ single ပိုင်ပေါ့တူဦးလေးနဲ့ဒါကစားတဲ့ပုံပဲဒီနေ့ပွဲစဉ်မှာတော့ဒါ double ပိုင်ပေါ့အနေနဲ့၄နှစ်၃နှစ်ပုံစံနဲ့ကစားခဲ့တယ် ဒီ Martin Zimmerman နဲ့ Declan Rice ကိုဒါကခံစစ်အတွက်ရောပြီးတော့ဒါဗီလက်မှာဒါပရက်ဆိုရက်ဇင်းစတက်အတွက်ရောတတိကြီးကြီးထားပြီးတော့ကစားနေခဲ့တော့တွေ့ရနောက်တစ်ခုကကျတော့အာဆင်နယ်ကဘောလုံးရပြီဆိုရင်အမြဲလိုလိုဒါ3 2 shape ကိုပြောင်းနေပါတော့နောက်နောက်တန်း3ယောက်အလယ်2ယောက်ပြီးမှရှေ့မှာ4ယောက်အတန်းဖြစ်သွားတယ်အဲ့လိုနေရာမှာနောက်တန်း3ယောက်နေရာမှာအမြဲလိုလိုအာဆင်နယ်ရှိတာတင်ပါရဲ့မဂါဟေးစီရဲ့ဆာလီဘာရဲ့အမြဲလိုလို3ယောက်ကရှိခဲ့တယ်အာကလာဖီယိုရဲ့ရှေ့ကိုတက်ပြီးတော့ဒါလိုသလိုဒါချောကလိုမျိုးကစားတာကိုကျွန်တော်အမြဲလိုတွေ့ရတယ်အာဆင်နယ်ဒါပေမဲ့ဒီနေ့ပွဲမှာတော့အတိအကျလိုမလုပ်ခဲ့ဘူး ။နောက်တန်းသုံးအောင်နေရာမှာတင်ပါအစားမဂါဟီရဲ့ဆာလီပါရဲ့ကလာဖူရဲ့ထားပြီးတင်ပေါ့ပေါ့အရှိကိုတင်ထားတွေ့ရတယ်။ဒါကဘာကြောင့်လဲဆိုရင်ကျွန်တော်အနည်းဆက်ဆုံးစဉ်းစားကြည့်မယ်ဆိုရင်တော့တစ်ချက်ကုန်နှစ်ချက်ပြည့်လို့နဲ့စဉ်းစားကြည့်မယ်ဆိုရင်နံပါတ်တစ်ချက်ကခရစ်စတယ်ဘဲလီရဲ့တိုက်စစ်အသက်ကိုပိတ်ရှင်လို့ပြောလဲဆိုရင်ခရစ်စတယ်ဘဲလီရဲ့တိုက်စစ်ကမာတီတာကတားခဲ့မယ်ဆိုရင်အဲ့မာတီတာကိုအဓိကပံ့ပိုးပေးတာကဒါစားနဲ့ဒီ အညာခံစစ်ညာတောင်ပင်က moon loss ပေါ့နော် moon loss ရဲ့ဒါတိုက်စစ်လိုက်ပါမောဘယ်လောက်ထိကောင်းလဲဆိုတာကျွန်တော်တို့ဒါအားလုံးအသိပဲဖြစ်တယ်အစိုးကြတော့ Arsenal နေနေဒီ moon loss ရဲ့တိုက်စစ်လိုက်ပါပုံကိုကန့်တတ်ဖို့အတွက် Clavio ကြီးကိုရှေ့ကိုလွတ်လွတ်လပ်လပ်မတင်စားခိုင်းမယ်နောက်မှပဲ ACC သုံးလုံးတည်းနေအောင်ပဲဒါထားပြီးကစားခဲ့တော့တွေ့ရရင်ဒါ number 1တစ်ချက်နောက်တစ်ချက်ကကြတော့ Arsenal နေနေကကိုယ့်ရဲ့တိုက်စစ်စပြီဆိုရင်ကျွန်တော်ရဲ့ Arsenal ရဲ့တိုက်စစ်အာဒီမှာအရေးပါလုံးနေရာကညာ တောင်မဲပေါ့နော်ညာအာဖေးတောင်မဲပေါ့နော်ညာတောင်မဲပေါ့နော်ညာတောင်မဲမှာကျွန်တော်ဘူကောက်ဆာကရှိတယ်အဲဘူကောက်ဆာကဒီနေ့ရင်ဆိုင်ရတဲ့ကြိုက်ဘက်ကမစ်ချယ်ရှိတယ်မစ်ချယ်ကတကယ်ဒါတိုးဝချင်းဖြစ်ကျော်ကိုအရင်ခင်းတဲ့ကစားသမားတကယ်လေးဒါဆာကလေးနဲ့ခင်းရင်းခဲ့တယ်ဒီအပြင်မစ်ချယ်ကိုကြော်လာမယ်ဆိုရင်တောင်မှဒါပရီးမီးယားလိလက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးခန့်စင်မှုတွေတည်းတိုးဖြစ်တဲ့ဂူရီရှိတယ်ဒါဂူရီကတန်နေမာရဲမြန်နေအင်တယ်လီဂျန်ကောင်းနေဆိုကြတော့ဒီလိုမျိုးနှစ်ယောက်ကိုကြော်ဖို့အတွက်စာကလေးလေးကြော်ဖို့လုံးဝမဖြစ်နိုင်ဘူးအဲ့အတွက်စာကောက်ကိုဒါပံ့ပိုးပေးဖို့အတွက် တန်းပြီးတော့ဒါဂျူလီယန်တမ်ပါကိုရှေ့ကိုတန်းပြီးပို့ထားတယ်ဆိုတော့ကြတော့အာဂျင်တာနေနဲ့ကဒီလိုမျိုးဒါတိုက်စစ်ခံစစ်တို့တစ်ချက်ကိုနှစ်ချက်ပြန်ရေးပြီးမှပုံစံမျိုးကိုဒါစကနေကဒါချင်းကက်ခဲ့တဲ့ပုံစံကိုတွေ့ရတယ်အဒီအပြင်ကလာဖီယိုရီကနောက်မှာရှိရတဲ့အတွက်ဒါရှေ့မှာကလာဖီယိုရီနဲ့အမြဲတွဲဖက်ကစားရတဲ့ဒါ ဒီ short set က clavier နဲ့ short set ကြားတဲ့ distance ကြီးအရန်ဝေးသွားတဲ့အတွက်ကြားမှာလေဒါ declan rise က double ပိုင်းကိုရောက်ဆင်းထားတဲ့အတွက် short set က isolate ဖြစ်နေဆိုအဲ့ short set isolate ဖြစ်ဖြစ်တာကိုလေဒါ arsenal နဲ့ဘယ်လိုပြင်ဆင်ခဲ့လဲဆိုရင်အာ gabriel magahis ကဒါ short set ကို long pass တွေပေးရဲ့ viewer မျိုးကိုဒါအတီတာပြင်ဆင်ခဲ့တယ်ဒါကတော့ဒါ arsenal အပွဲမတိုင်ခင်မှာပြင်ဆင်ခဲ့တဲ့ viewer ပေါ့နော်ဆိုတော့ဒီ viewer နှစ်ခုလုံးကတော့ချင်းပြရင်အလိုဖြစ်သားဆိုတော့ဟိုပဲလေးစပို့လို့ဖြစ်သွားအောင်တွေ့ရတယ်ဘာလို့လဲဆိုရင်အာဆင်နယ်အနေနဲ့ကဒါပဲလေး အာကန့်သက်ထားတဲ့နေရာတွေကိုလုံးဝမကြုံနိုင်ခဲ့ဘူးအခွင့်အရေးတွေမဖန်တီးနိုင်ခဲ့ဘူးပပယ်လေးစနေနေကဒါကိုအသိကိုအခွင့်အရေးမဖန်တီးနိုင်ဘူးဆိုတာကသူတို့ကဒီအခွင့်အရေးဖန်တီးမဲ့အာအစီအစဉ်ကိုအစိုးရနဲ့လက်လွတ်ခဲ့တဲ့အတွက်ဒါသူတို့အနေနဲ့မအောင်မြင်ခဲ့လို့ပြောလို့တော့မရဘူးဒါမအောင်မြင်ခဲ့တာဆိုရင်ဒါပြောရမအောင်မြင်လို့ဆိုရင်အာဆင်နယ်ပဲပြောရမအောင်မြင်လို့ပြောရမယ်ဒါတစ်ချက်ပေါ့နော်ပြောရပါမယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒါအဓိကရသွားတဲ့ဂိုးမျိုးတကယ်တော့အာဆင်နယ်နဲ့ဒီဂိုးရတာတော်တော်ကံကောင်းတယ်ပြောမယ်အကယ်၍များဂိုးကဂိုးမရဘူးဒါပွဲကြီးကြလာတဲ့အချိန်တည်း ရွေးကြနိုင်မယ်ဆိုရင်ကိုကအနိုင်ကိုလိုတာဖြစ်တဲ့အတွက်ဘလူးရီပြောင်းလဲရမယ်ဆိုရင်ကျွန်တော်ဒါပထမပိုင်းပြီးတဲ့အချိန်မှာပြောခဲ့တယ်အထူးသဖြင့်ကျွန်တော်တို့ကပတ်စင်းနေနေရာမဝင်ဘူးဒါမေဒယ်မှာအရင်ပတ်စင်းကချက်ညင်နေတဲ့အတွက်ကျွန်တော်တို့လူချင်းနေနေရာတွေကိုပတ်စင်းနဲ့လုံးဝပွားလို့မဖြစ်တော့အဲ့တော့ကျွန်တော်တို့ကဘာလို့ရမလဲဆိုရင်ဘောလုံးကိုပတ်စင်းနဲ့ပေးလို့မဖြစ်တဲ့အတွက်ဘောလုံးကိုကိုယ်တိုင်တည်ပြီးတော့သွားမယ်ပုံစံမျိုးပဲသွားလို့ရအောင်ဆိုတော့အာဆင်နယ်မှာကဘောလုံးကိုကိုယ်တိုင်တည်ပြီးတော့ဒါဘောကယ်ရင်းကောင်းကောင်းနဲ့ဒါပရက်ရက်စစ်စတန်ကောင်းကောင်းနဲ့ဒါဒရီဘလင်ကောင်းကောင်းနဲ့သွားနိုင်တာဆိုရင် ဒါအကောင်းဆုံးကတော့ကျွန်တော်မြင်ဘူးသမျှထဲမှာအခုလက်ရှိအတင်းထဲမှာပေါ့နော်ဒါ my weight scale ကတော်တော်လေးကောင်းတယ်အကုန်လုံးလည်းဒါလက်ခံအောင်ပါပေါ့ဆိုတော့ my weight scale ကိုကျွန်တော်ထည့်ရမယ်ဟုတ် my weight scale ကိုထည့်မယ်ဆိုရင်အားနည်းချက်အနေနဲ့ပါလဲဆိုရင်ဒါ moon ရဲ့ဒါတိုက်စစ်ချိန်ချောင်းမှုကိုကျွန်တော်ခံရနိုင်တယ်ရှင်းပြ scale ကဒီဘယ်လိုပြောမလဲ defensive awareness မှာ clear view လောက်မကောင်းဘူးပြီးတော့ clear view လောက်လည်းဒါ physical ပိုင်းကမကောင်းတဲ့အတွက်ဘူးနော့ရဲ့ချင်းချောက်မှုလို့ပုတ်ခမ်းနိုင်နောက်တစ်ခုကကြတော့ကျွန်တော်ဒါ SA အစား အစည်းကိုတောင်းပန်ပို့ပြီးတော့အစည်းအစားကျွန်တော်အီသန်ဝန်တွေကဝင်ဝင်ရကောင်းတယ်အီသန်ဝန်တွေကနောက်ထပ်ဆင်းပြီးတော့ဘောကေဝင်းနေပို့ကောင်းတာဖြစ်တော့တယ်အစည်းကကြတော့ဒါအရှုပ်နေရာတွေပေါ့နော်ဒီတကယ် final တက်ဆုံးထဲမှာဒါအချင်းတွေချက်ထဲတွေမှာဒါ flip back ထွက်ပြီးတော့ဒါဘောပေါက်ချင်းချောက်တာတွေပါကောင်းပေမဲ့ဒါအီသန်ဝန်တွေလိုမျိုးဒါမာတင်အိုဒီဂက်လိုမျိုးဒါနောက်ထပ်ဆင်းယူပြီးတော့တခါလေဘောကေဝင်းပိုင်းနေမှာအဲ့လောက်ဒီအာမကောင်းတဲ့အတွက်အစည်းအနေနဲ့ကဒီလိုမျိုးနေရာတွေမှာအဆင်မပြေအဲ့အတွက်အီသန်ဝန်တွေကိုထည့်ရမယ်ဆိုအီသန်ဝန်တွေထည့်မယ်ဆိုရင်လည်းတခြား ါပေးစရာမယ့်အနေထားတွေလည်းအများကြီးရှိဆိုကြအာဆင်နေနေကကိုတကယ်သာဂိုးဆိုးဆိုးစားမရဘူးဆိုရင်အဲ့လိုမျိုးပုံစံတွေကိုပြင်ဆင်ရမှာကိုရောက်ဖို့တယ်ဒါပေမဲ့ကန်ကောင်းနေလို့ကြောင့်ကိုကဆိုးဆိုးကြီးရခဲ့တဲ့အတွက်တကယ် risk လို့ရမယ့်ပုံစံတွေကိုမလိုဘဲနဲ့ကျွန်တော်အဲလေးရအခြေအနေပေါ်မူတည်ပြီးတော့ပဲကစားဝဲကိုဒါထိမ့်ချုပ်လို့ပဲရသွားတယ်လို့ပြောရမှာဒါကတော့တစ်ချက်ပါတော့ဆိုကြဒီနောက်တစ်ချက်ကတော့ကျွန်တော်ဒါဂိုးဒါကျွန်တော်ကလုံးဝကိုဒါဇက်နှုံးရေးထားသလားအောင်းမရအောင်တော်တော်လေးကိုဒါထူးကြတယ်ဒီလိုမျိုး playlist ကိုဒါဂိုးရောက်မှုမပြောနဲ့ဖန်တီးဖို့တောင်မှ ီ final သက်ဆုံးဘောလုံးပေးဖို့တောင်းမှအရန်ခင်းနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒါအသက်ကယ်ဆေးရတော့တကယ် set piece ပဲဘူကောက်ဆုံးဆန်တိုင်းပဲဘူကောက်စာက foul ခံရတယ်ပြည်နယ်ဘောရတယ် the generalize တင်တယ်ကြာလာတဲ့အလုံးကိုဒါဒီအဇီးရဲ့ signature body ကန်ချက်နဲ့လုံးဝကန်သွားတယ်တကယ်ကောင်းလာပါလေဆိုတော့ဒါ Henderson လုံးဝကိုငုတ်တုံမိသွားပြီနော်ဒါအကြောင်းအရင်းပဲရက်ချီနေခဲ့ကိုမျိုးကျွန်တော်တွင်းခဲ့တယ်အဇီးနေနေကဒါသူ့ရဲ့ဒါအာဆင်နယ်ကစားသမားဘောကပထမဆုံးပြင်းပြတဲ့တွင်းကိုကို တကယ်လိုအပ်နေတဲ့အချိန်ရေးပါတဲ့အခိုက်အတန့်မှာတူတူသောအနိုင်ကိုအဖြစ်သူ့ရဲ့ပူပူနွေးနွေးမိခင်ဟောင်းအသင်းကိုကျွန်တော်တို့သွင်းယူနိုင်ရဲဆိုတော့တကယ်လို့ဒါ perfect ဖြစ်တဲ့ဒါချိန်သားကဒါ movement လေးတစ်ခုဖြစ်ခဲ့တယ်ဒီဘိုးကလည်းပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Arsenal နေကရှင်းပြရင် set piece ကောင်းတယ်ကောင်းတယ်ဆိုတော့မှန်ရမယ်လူတိုင်းက set piece ကိုမြင်ရတာဒါတင်တဲ့ကောင်းအောင်ကောင်းမယ်ဒါတင်လုံးဝလုံးဝတတ်မှတ်ထားတဲ့နေရာကိုတင်မယ်အဲ့တတ်မှတ်ထားတဲ့နေရာကိုတင်တဲ့နေရာမှာ ကစားသမားတွေကကောင်းတိုက်ဖို့ရှိမယ်အဲ့ဒါကိုကောင်းတိုက်နိုင်ရင်အာဆင်နယ်ဆက်ပြီးဂိုးမယ်ဒီလိုမျိုးပဲထင်ကြတယ်တကယ်လို့အထက်ကိုပိုနည်းနည်းတယ်ဆက်ပြီးစ process တွေကဆိုဘာဘယ်လိုလဲဆိုရင်အသေးစိတ်ရှင်းပြမယ်ဆိုရင်ဆိုဆက်ပြီးမှာကပထမဆုံးကောင်းတိုက်ဖို့လိုတာမှန်တယ်အဲ့ဒါတကယ် priority ပဲတင်လိုက်မယ်အဲ့ဒီနောက်တိုင်းပြီးကောင်းတိုက်မယ်ဂိုးမယ်ဒါကလုံးဝဒါပထမဆုံးလိုချင်တဲ့ priority ပေါ့နော်ဆိုအဲ့ဒီ priority ကိုရဖို့တဲ့ကျူစားရတာကြတော့အဲခေါင်းတိုက်မဲ့နေရာကိုပို့ရတဲ့အပြင်ကိုအဲခေါင်းတိုက်မဲ့နေရာမှာကိုယ့်ရဲ့ဒါခေါင်းတိုက်မဲ့တာဂက်ကစားသမားကလွတ်လွတ်လပ်လပ်တိုက်ဖို့အတွက်အာသူ့ကို တခြားကစားသမားတွေကဝင်းရံပြီးတော့သူ့ကိုလာကက်မဲ့နေရာတွေကို तू တိုက်မဲ့ဇုံကိုနေရာဖယ်ပေးထားတဲ့အတွက်ဥမာထားပါလို့အခုကာဘီမကဟေးကဒီဇုံမှာတိုက်မယ်ဆိုရင်အဲ့ဇုံကိုနေရာဖယ်ဖို့အတွက်တခြားစာလီပါတို့ဒီတင်ပါတို့ကတခြားကစားသမားတွေတိုက်မဲ့ကစားသမားတွေအဲ့ဇုံနဲ့ဝင်မလာအောင် तू ကတိုက်မဲ့ပုံစံလိုဟန်ဆောင်ပြီးတော့တွန်းထားပြီးတော့ချဲပေးထားတယ်ဒါကတော့ brand ကြီးရဲ့အချက်ဒါနံပါတ်1ဒါခေါင်းတိုက်မဲ့ priority တကယ်အဆင်နဲ့အဲ့ခေါင်းတိုက်တာမရအောင်ဆိုရင်နောက်ထပ်နှစ်ခုကဘာဖြစ်နိုင်ကြီးရှိလဲဆိုရင် ကိုကတန်းပြီးတော့ခေါင်းတိုက်ပြီးမသိနိုင်ဘူးဆိုရင်တခြားကစားမကိုရဲ့ဒီအသိပေါ်ကစားမကိုတွင်းဖို့အတွက်ကိုကခေါင်းတိုက်ပြီးတော့ဖန်တီးပြရမှာဒါဒုတိယအချက်ဒါနောက်ဆုံးတစ်ချက်ကဘာလဲဆိုရင်ကိုကခေါင်းမူဒါကိုခုနကပြောသွားတာကိုခေါင်းမူရဲ့အနေထားတင်လိုက်တဲ့အလုံးကိုကိုအသိကစားမခေါင်းမူမယ်ဆိုရင်နှစ်နှစ်ခုလို့လို့ရတယ်တစ်ခုကတန်းပြီးတော့ဒါရိုက်ကိုထည့်သွင်းမယ်နောက်တစ်ခုကကြတော့ကိုကခေါင်းနဲ့ ကိုယ်ကဓာတ်ရက်သွင်းဖို့ဒါအခွင့်အရေးမတက်ဘူးဆိုရင်တခြားကစားသမားတူကိုခေါင်းတိုက်ချပေးမယ်ဒါကဒုတိယချက်အဲခေါင်းတိုက်ချပေးတာလည်းဒါလွတ်လွတ်စပ်စပ်ချပေးလို့မရဘူးကျွန်တော်တို့ဘေးနေရာဘေးနေရာမှာဒီကစားသမားကစကန်ဘောကိုစောင့်နေတယ်ဘာညာဆိုရင်နေရာလေသူတတ်မှတ်ပြီးသားဆိုတော့အဲ့ခါကိုချပေးမယ်ဒါဒုတိယဆိုနောက်တစ်ခုကကျတော့ပြန်ပဲအတင်းပဲလီစကစားသမားတွေခေါင်းဦးရဲ့အချင်းအဲ့တော့ပြန်ပဲအတင်းပဲလီစကစားသမားခေါင်းဦးမယ်ဆိုရင်သူအနေနဲ့အဲ့ခေါင်းဦးရဲ့နေရာကပေးအန်ရရှိရနေအောင်ကြာမလဲတော့အန်ရရှိရနေအောင်ကြာမယ်ဆိုအဲ့အန်ရရှိရနေအောင်မှာကိုကစားသမားတွေအစင်တဲ့ စောင့်နေရမယ့်ပုံစံမျိုးကိုဒါဖန်တီးကြတယ်ဆိုတော့ဒီဟာမှာအာဆင်နယ်ကတော်တော်လေးကိုဒါဆရာကြတော့တွေ့ရတယ်အထူးသဖြင့်ခုလက်ရှိအာဆင်နယ်နောက်ဆုံးကစားခဲ့တဲ့ဒါ set piece goal တွေ goal တွေပြောနေပေမဲ့ဒါပေမဲ့အာဆင်နယ်ရဲ့ set piece goal တွေကဟိုတိုက်ရိုက်သွင်းတဲ့ goal ကအဲ့လောက်မများဘူးအာရှိပေမဲ့မများဘူးဒီ scan ပေါ်ကြတဲ့လုံးတွေကိုဒါဒီနောက်တဲ့တယောက်ကဝင်ပိတ်တဲ့လုံးတွေကပိုပြီးများတယ်ခုလဲဒါ ဒီအစည်းစုလည်းအလိုပဲတွင်းသွားတယ်ဒါစကန်ပေါ်ကြလာတယ်အဲ့ဒါကိုမြေမကြပေါ်လေးနဲ့တကယ်ကိုအန်ရရှိတဲ့နေရာနေစောင့်ပြီးတော့တွင်းသွားရဆိုတော့အဆင်နဲ့ထက်ထက်တယ်နဲ့ကိုးရသွားတယ်ဆိုတော့ဒါဆက်ပြီးနဲ့ပတ်သက်ပြီးတော့ဗောနော်ဘာဖြစ်ပြောဒါအဆင်နေနေရဒီပွဲစဉ်ကိုဟိုခက်ခဲတဲ့ခြားတဲ့နိုင်နိုင်ပွဲရရပြောရမယ်ဒါပေမဲ့ဒါနီးပြီးတော့ဟာကြည့်မယ်ဆိုရင်တော့အဲကျွန်တော်ဒါ practice ပဲလေးကိုတကယ် credit ပေးရမယ်တကယ်ပါလက်ကလစတာကလစတာကလစနာကိုတော်တော်လေးကိုချီးကျူးဖို့ကောင်းတယ်အာဆင်နယ်ရဲ့ဒါအကန့်အသတ်တိုက်စစ်အကန့်အသတ်တွေတော်တော်လေးကိုထိန်းချုပ်သွားခဲ့တယ်အဒီပြင်အာဆင်နယ်နည်းရလည်း ်အဲဒီလိုမျိုးထင်းချုံနေတဲ့ဂျားလေးကနေတတိငင်ငင်နဲ့ဒါဘဲလေးလိုမျိုးဒါ HG အများဆုံးအသင်းကိုဒါကိုပေါက်တဲ့တငန်ချက်တစ်ချိန်ပဲရအောင်အဲ့ဒီတစ်ချိန်တော့မှဘာမှဘယ်လိုပြောမလဲဘာမှအနေမများတဲ့တစ်ချိန်ပဲပေးရအောင်ဒါကန့်တက်ပြီးတော့ထင်းချုံသွားနိုင်ခဲ့တယ်ဒီဂျားလေးမှာဒါကစားမရှို့ဒါဒဏ်ရာရသွားတာတော့မှဒါတကယ် rotation ကောင်းအောင်ပြုလုပ်ပြီးတော့ကစားသွားနိုင်တော့တွေ့ရတယ်တစ်ချိန်ထဲမှာပဲဒါအချို့ကတော့ကားစင်တို့ဆိုလိုပဲအဲ့မတိုင်ခင်ပါလေကျွန်တော်လေဘာဘူးတင်းကထပ်ပြီးတော့ရှုံးမဲ့ကြုံတွေ့ထားတယ်လို့ကိုနဲ့တစ်ချိန်နဲ့ကစားနေတဲ့ ါလေမက်ဆာဆာစီးတီးတင်းကလည်းဒါအစတန်ဘီလာကိုအဝေးဘက်မှာဝမ်းစီးနဲ့ဆုံးနေခဲ့တဲ့အတွက်အာဆင်နယ်အနေနဲ့ကတကယ်အဓိကပြောင်းမဲ့နှစ်သင်းဒါဒီဘွယ်ဒီအပတ်မှာရှုံးနေတဲ့အချိန်မှာရှင်မချယ်ဆီးလေးရှုံးနေပါတော့အဲတကယ်တိုင်ပတ်တင်းတွေတော်များများရှုံးမွေးပြုံလေးတွေရတဲ့အချိန်မှာအာဆင်နယ်နေရတာအမှားပဲမရှိနိုင်ပြီးတော့ဒါဆရာထိတ်မှာအမှတ်တွေအများကြီးဖြတ်ပြီးတော့ဒါရက်တည်နိုင်ခဲ့ပြီဆိုတော့ဒါပွဲစဉ်ကိုပြီးသွားပြီတော်တော်လေးကိုဒါတန်းတန်းနီးစက်လာပြီလို့ပြောလို့ရပါတော့ဒါကတော့အာဆင်နယ်နဲ့ဒါ Crystal Palace ပွဲပြုံးတဲ့ဖြစ်ပါတယ်အတခြားဒါအမြင်တွေရှိရင်လည်းဒါကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြသပြရပါတယ်အားလုံးကျေးဇူးတင်ပါတယ်